တင်ဆက်ပေးမယ့်သတင်းကတော့ Iran Israel စစ်ပွဲပြီးဆုံးပြီလို့ American တီးပြလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်က Iran နဲ့ Israel ကြားမှာဆက်နွယ်ကြဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးဆုံးသွားပြီလို့တရားဝင်အသိပ္ပာယ်ပြောကြားခဲ့လို့သိရပါတယ်။ဒေါ်နယ်ထရန့်က Israel နဲ့ Iran တို့ဟာအပြစ်ခက်ရဲဆဲဆွေးနွေးမှုတွေပြုလုပ်သွားတော့မှဖြစ်ပြီးနှစ်ဖက်လုံးအတွက်အကောင်းဆုံးလိမ့်လိုက်ဖြစ်တာကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်းသူရဲ့ True Social Media မှာရေးသားခဲ့ပါတယ်။ Iran ဘက်ကကာတာနိုင်ငံထဲမှာရှိတဲ့ အမေရိကန်လက်တက်အခြေဆိုင်စခန်းကိုဒေါင်းကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာနိုင်နေငယ်ကြမှာအစ္စရေးနဲ့အီရန်ကြားကစစ်ပွဲပြီးဆုံးသွားပြီလို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့တာပါ။အီရန်နိုင်ငံသားရဲ့ဝင်ကြီးခေါင်ဆောင်နဲ့အီရန်ကိုယ်စားလှယ်အဖွဲ့နဲ့ရုရှားသမ္မတပူတင်ကိုတွေ့ဆုံဆွေးနွေးပြီးတော့နိုင်ပိုင်းကြမှာစစ်ပွဲပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတကအတိအပြပြောကြားခဲ့ရလဲဖြစ်ပါတယ်။အီရန်ကသူ့နိုင်ငံပိုင်နယ်ထဲကိုဒုံးကျည်ဝင်တဲ့တိုက်ခိုက်ခဲ့ရတဲ့ပတ်သက်ပြီးတော့ကာတာဆူရကအီရန်ကိုပြပြထထန်ရှုတ်ချခဲ့လို့သိရပါဗျ။ ဒီတဲ့တွေတော့ငင်းချမ်းသွားပြီပူလာပါ